အဲ့ဒီဂုံတီးတွေရဖို့အတွက်ပညာရေးဌာနကိုတိမ်ပေါင်းတောင်းချီပေးပြီးဝဲနေတယ်ဆိုတာရောမဖြစ်နိုင်ဘူးလားအဲပညာရေးဌာနကလည်းအဲ့ဒီဂုံလူတွေကိုတိမ်ပေါင်းတောင်းချီယူပြီးရောင်းစားနေတယ်ဆိုတဲ့သတင်းတွေလည်းကြားဘူးနေတာကြားပြီအဲ့ဒါကိုနာဆာကာကြီးရောသိရလားကျုပ်ဒီလောက်လေးပဲပြောချင်တယ်နော် အဲဒီနေ့အထူးပြောချင်တာကတော့မနေ့ကဂရိတ်တွဲတောင်းသူကျောင်းသားတွေဆောင်းဝဲပြန်ဖြေရမယ်သတင်းနဲ့ပတ်သက်လို့ပြောချင်တာပါနော်အဂရိတ်တွဲကလေးတွေဟိုပြန်ဖြေရမယ်လို့ပြောတယ်ပါနော်အဲသခိုင်းတို့ဗန်တလေးတို့နောက်ဟိုချင်းပြည်နယ်လားပါလားပါနော်ပြည်နယ်တစ်ခုပေါ့အဲသူတို့အဖြေလာတဲ့အားလုံးဟိုမီးလောင်သားတဲ့အတွက်ကြောင့် ဟိုပြန်ဖြေရမယ်လို့ကြားနေတာကြားပြီပေါ့ဗျာအဲတော်တော်များများဆရာဆရာမတွေကတော့မယုံကြည်ကြဘူးပေါ့နော်မဖြစ်နိုင်ဘူးပေါ့အဲဘာကြောင့်လဲဆိုလို့ရှိရင်အရင်ပြီးလောင်တော့ကလည်းဒီလိုပဲဟိုပြန်ဖြေစရာမလိုပဲနဲ့အဲသူတို့ဟိုအောင်ကြရာခိုင်နှုန်းဒီလိုပေးခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီလိုအစင်လာရှိတဲ့အတွက်ကြောင့်အဲဒီကလေးတွေပြန်မဖြေရတော့ဘူးလို့ပဲထင်မြင်ကြတာပေါ့နော် အဲ့မဲ့လမ်းပေါ်မှာတော့ဟိုအစီဝေးဖိတ်ကြားလာတွေကိုနော်အဲ့အဲ့ဒီလိုပြန်ဖြေရမယ်ဆိုတော့ဆုံးသက်ချက်ပြီးတော့ကြားနေရတော့ကြားပါပြီ။ဟိုဥစဉ်မှာငလင်းကစရဲ့အလုပ်တွေနဲ့မလို့အဲ့ဒီဘက်ကိုမလက်နိုင်ဘူးပဲဆိုကြပါပြီနော်။ဟိုဥစဉ်လည်းမဖြစ်နိုင်ဘူးဆိုတဲ့ဘက်ကပဲဟိုအာတာနေပါလေကြာ။ဒါပေမဲ့မနေ့ကတော့တရင်အတိအကျကိုထွက်လာပါပြီ။ပြန်ဖြေရမှာတော့သိကြသွားပါပြီ။ ကလေးတွေရဲ့တာဝန်ကျေသွားပြီလေကလေးတွေကဆောင်းဝဲကျင်းပါဆိုရင်ကျင်းပါတာပဲလေဆောင်းဝဲဖြစ်ဆိုဆိုဖြစ်တာပဲလေအဦးဇင်းတို့မင်းကုန်းကျောင်းရဆိုလို့ရှိရင်အမင်းကုန်းကနေအေယာဝတီမြစ်ကိုချေချင်းဖြတ်ခဲ့ရတယ်မြစ်လေကောင်ရောက်တဲ့အခါကျတော့မော်တော်စီးပြီးတော့မန္တလေးဘက်ကကိုကူးခဲ့ရတယ်မန္တလေးကနေမှကားတွေနဲ့စကိုင်းကိုလိုက်ပို့ရတယ်ပြောမယ်ဆိုရင်တော့မင်းကုန်းနဲ့စကိုင်းကလေးကိုပဲဟိုကုန်းတရံ ရေတရံကားတရံနဲ့ဆောင်ဝဲသွားဖြစ်ခဲ့ရတာဗောနော်ခက်ခက်ခက်ခဲပေါ့ကလေးတွေအလုံးတာဝန်ကျေကြပြီပဲဟိုအရင်အစဉ်အလာအတိုင်းအာရာဂန်တို့သတ်မှတ်ပြီးအောင်ကြပေးလိုက်အောင်ပဲရှိတော့တာလေအဲ့ဒါကိုကလေးတွေကိုပြန်ဖြေခိုင်းတယ်ဆိုတော့ဟိုတမျိုးကြီးဖြစ်နေတယ်ဗောဗျာအဲ့တော့ဒီလိုပြန်ဖြေခိုင်းတဲ့အစီအစဉ်ကိုဟိုကပိနတ်မှာအစည်းအဝေးထိုင်ပြီးတော့အစိုးရအဖွဲ့တစ်ဖွဲ့လုံးက ဒီပြုပေးလိုက်တာလားဟိုပညာရေးဌာနတခုရဲ့ဆောင်ရွက်ချက်ကိုပဲအစိုးရကသဘောတူလိုက်တာလားနတ်ဆာကဥက္ကဋ္ဌကြီးကဒီပညာရေးကိုဟောလှည့်ပြီးကြည်နိုင်သေးသလားပေါ့နော်ဟိုအဲ့ဒါဥစဉ်မေးချင်တယ်ပေါ့နော်ဘာလို့မေးချင်တာလဲဆိုတော့ဟိုနတ်ဆာကဥက္ကဋ္ဌကြီးကဟိုဝန်ကြီးဌာနတွေကိုဟိုပုံပုံပြီးတော့အပ်တယ်ကြ အဲ့ဒါမင်းတဘောမင်းတဘောတို့မင်းလုံမင်းလုံတို့မင်းတာဝန်မင်းတာဝန်တို့ဟောအဲ့လိုမျိုးတွေပြောလိုက်တဲ့အခါကျတော့ဟိုတဦးတယောက်ရဲ့သဘောထားတစ်ခုတည်းနဲ့အတီဖြစ်သွားတာပေါ့နော်အတူတယောက်ရဲ့သဘောထားတစ်ခုတည်းအတီဖြစ်သွားတဲ့အခါကျတော့နေနာချက်တွေအများကြီးရှိတာပေါ့နော်အရင်ပြည်ထရေးဝန်ကြီးဦးစိုးထွတ်လက်ထက်ကဆိုရဲဦးစိုးထွတ်ရဲ့သဘောထားတစ်ခုတည်းနဲ့အဲနေ့စီကြော်မြင့်ကိုခုချိန်ပြီးလုပ်မပေးခဲ့ဘူး ောက်တစ်ခါဟိုတတ္တဝင်ကြီးရဲ့သဘောထားတစ်ခုတည်းနဲ့သုံးထုံးချိန်ကိုအခုချိန်ဒီထောင်ထဲကနေလွန်ပေးခဲ့ဦးအဲဥစဉ်တော့စာရီဘာရီတင်ပြီးတော့တောင်းဆိုခဲ့တယ်အဲနောက်တစ်ချိန်စာရီဘာရီတင်ပြီးတောင်းဆိုလို့မရဘူးဆိုရင်တော့ဥစဉ်တော့နောက်တစ်ချိန်မှာအဆိုင်ဘုတ်ကင်ပြီးတောင်းဆိုရင်သိရင်တောင်းဆိုရလိမ့်တော့ဒါနတ်ဆကဥက္ကရာကြီးကိုကြိုပြီးတော့အတည်ပြထားတာပါနော်အခုလဲပညာရေးကိုပညာရေးဌာနတစ်ခုတည်းကိုပဲပုံဩပြီးမိုင်းကုံအာနာတွေပေးလိုက်တာလား ုံးမအာနာတွေကိုမိုင်းကုံပေးလိုက်တာလားဟိုဘာသဘောနဲ့ပြန်ဖြေလိုက်တာလဲလူတွေကတော့အကောင်းဘက်ကတွေးကြတော့ဗျာအကုန်လုံးကိုအောင်စေခြင်းလို့ပါတို့အောင်ပေးခြင်းလို့ပါတို့အမှတ်ကောင်းကောင်းလူကျင်တဲ့အကြောင်းသူအကြောင်းသားတွေဟိုအခွင့်အရေးပေးတဲ့သဘောပါတို့ဟိုလိုင်းကောင်းကောင်းရစေခြင်းတဲ့သူတွေအတွက်ဟိုပြန်ပြီးတော့ဖြေခိုင်းတာပါလို့အဲ့လိုအကောင်းမြင်ကြတာပါနော် ။ဒါပေမဲ့ဥစဉ်တို့ကြားထားတဲ့သတင်းအရဆိုလို့ရှိရင်တော့ဥစဉ်တို့အမြင်ကတမျိုးဗျ။ဘာကြောင့်လဲဆိုရင်ဒီတက္ကသိုလ်ဝန်တန်းဆောင်မေးပွဲကဟိုအရင်စနစ်ဟောင်းလိုပဲဂုံတူးစနစ်နဲ့ပြန်ပြီး အောင်စင်းထွက်နေတာကိုအဲ့တော့ OD တို့ဟိုဖိုက်ဒီတို့အဆရှိကြတော့ဗျာဂုံတူးတွေနဲ့အောင်စင်းထုတ်ပေးနေတာ ဟိုမြန်မာနိုင်ငံမှာအဲ့ဒီဂုံလူတွေကတကယ်ကိုမဆရာတခုလိုဖြစ်ပြီးတော့လေဘလို့ဖြစ်နေကြတယ်ပေါ့ဗျာအစနစ်တက်မှာဆိုရင်ဦးဇင်းတို့ကဟို A အဆင့်တို့ B အဆင့်တို့ C အဆင့်တို့ဒီလိုပဲထုတ်ပေးမယ်ထင်တာပေါ့နော်အဲဒါပေမဲ့ဘာမှမကြီးညာပဲနဲ့အဲဂုံလူအဆင့်နဲ့အောင်စင်တန်းထုတ်ပေးလိုက်တာပေါ့နော်အဲ့ဒီရဲ့နောက်ွယ်မှာလေယောဝတ်ချက်တွေရှိတယ်ကြာအဲ့လေယောဝတ်ချက်တွေကဘာလဲဆိုတော့ဂုံဓူအယောင်းအဝယ် လုပ်ငန်းကြီးကြီးထွားနေတာပေါ့နော်ဘယ်ဘော်ဒါကဖြင့်အော်ဒီတွေဘလောက်ထွက်တာအဲဂုံလူတွေဘလောက်ပါတာနော်ဂုံလူပါတဲ့သူနဲ့အောင်တဲ့သူဆိုလို့ရှိရင်ဂုံလူပါတဲ့သူကများတယ်ရိုးရိုးအောင်တဲ့သူကနည်းတယ်အဲစာမျက်နှာတမျက်နှာမှာဆိုလို့ရှိရင်ရိုးရိုးအောင်တဲ့သူကတယောက်စာနှစ်ယောက်စာပဲတွေ့ရတာအာကျွန်တော်တော့2 D 3 D 4 D 5 D 6 D စုံးနေတာပဲ ဝန်ဒီဆိုတာမမြင်ရင်အဆုံးပဲလို့ပြောပြောနေကြတာတွေဟာဟိုတကယ်အစ်စ်အမှန်ဂုံလူတွေဟုတ်ရဲ့လားအဲ့ဒီဂုံလူတွေရဖို့အတွက်ပညာရေးဌာနကိုတိမ်ပေါင်းတောင်းချီပေးပြီးဝဲနေတယ်ဆိုတာရောမဖြစ်နိုင်ဘူးလားအဲပညာရေးဌာနကလည်းအဲ့ဒီဂုံလူတွေကိုတိမ်ပေါင်းတောင်းချီယူပြီးရောင်းစားနေတယ်ဆိုတဲ့သတင်းတွေလည်းကြားဘူးနေတာကြားပြီး အဲ့ဒါကိုနတ်ဆာကာကြီးရောသိရလားကျုပ်ဒီလောက်လေးပဲပြောကျင်နေတာနော်လူတွေကိုတိတ်မထိတ်ကြစေချင်ဘူးဒါပေမဲ့ဟိုကျောင်းသူကျောင်းသားတွေတအားနစ်နာတယ်နံပါတ်1ပြန်ဖြေခိုင်းတာတအားနစ်နာတယ်ဗျာမလျင်လို့တယ်ဗျာစောက်တရားငလျင်နဲ့ပါသွားပြီဗျာဒီကလေးဘလို့ဖြေမလဲဗျာအငလျင်လို့တယ်ဗျာတနိုင်ငံလုံးအတိုင်းတာနဲ့အဲလူတွေကဒီဘက်ကိုတောကတွေဖြစ်နေကြတယ်ဗျာဒီကလေးဘလို့ဖြေမလဲဗျာကဲငလျင်လို့တယ်ဗျာကဲသေးလုပ်ငန်းတွေနဲ့အကုန်လုံးအုံနောက်တွေရှုပ်နေကြတာစိတ်တွေရှုပ်နေကြတာဒီကလေးဘလို့ပြန်ဖြေမလဲဗျာ ကဲငလင်းလှုပ်တဲ့ထဲလဲမပါပါဘူးဝေးပါတယ်ဆိုတဲ့ကလေးတွေရောဟိုဘန္နနီယာရှိလဲဗျာကဲခင်ဗျားတို့ဟိုပြောစရာဆိုရင်အများကြီးလေလေစောင်းဝဲဖြေပြီးတာမနေရဆိုရင်ဒီနေ့စာနယ်ကင်းကသွားပြီလေအဲ့ကလေးတွေစာအာရုံမရှိတော့ဘူးလေမဘာလို့ပြန်ဖြေခိုင်းတာတော့ကိုအထိန်သိမ့်ညံ့လို့မိကုန်းနေအဖြေလွာနေမိလောင်သွားတာဟုတ် ကလေးတွေကိုဓာတ်ပေးတဲ့သဘောလားအကျုပ်ပညာရေးဌာနကိုဒီလောက်လေးပဲပြောချင်တယ်နော်အဲ့တော့နတ်ဆာကဥက္ခရာရောနတ်ဆာကအဖွဲရောကျွန်တော်ပညာရေးကိုပြန်စစ်စစ်ကြည့်ရပါဗျာဂုံတူအယောင်အဝယ်တွေကြောင့်ဟိုမန္တလေးတိုင်းကိုပြန်ဖြေခိုင်းတယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ကြည့်လို့ကြပါဗျာအခုဂုံတူအယောင်အဝယ်တွေကအတော့အနှံ့ထွက်နေပါလိမ့်မယ်ကျုပ်တဲ့ဟိုတွေ့တဲ့မြလူတွေကိုတင်ပြနေပါလေကအခုအဲ့ဒီလိုလုံးလိုက်တဲ့အကြောင်းဘယ်ဟာတွေကပို့ဆိုးသွားလဲပို့နစ်နာသွားလဲဆိုလို့ရှိရင် တကယ်ကြိုးစားပန်းစားနဲ့ဖြီလာတဲ့ကလေးတွေဂုံနုမတ်ပြည်ရသားနဲ့အချခံရတယ်ကဂုံနုမတ်နီးတဲ့သူဥမာ89မရတဲ့တင်ချာတမတ်တင်မပေးဘူးဗျာအဲ့ဒီနှစ်ချက်သူတို့နစ်နာသွားပြီးတော့ဂုံနုအယောင်းဝယ်လောက်တဲ့သူကြတော့90ကျော်လေးကို80ပြအောင်တင်ပေးတယ်ဗျာဟို69လောက်ရှိတာကို85ပြအောင်တင်ပေးတယ်ဗျာဟိုသုံးနေတာပဲလေဟိုဂုံနုရပြီးသားဟို ပြန်ရိုက်ချတဲ့စနစ်နဲ့ပြန်စစ်တာမျိုးလုံးဝမရှိတော့တဲ့ပြေဂုံနုမနီးတဲ့သူတွေကပြန်တင်ပေးနေတာပေါ့ဗျာအဲအဲ့တော့ခင်ဗျားတို့ပညာရေးကဟိုတစ်ဖက်ဆောင်းနေဖြစ်နေတယ်အဲဒါလေးကိုသတိထားဖို့ပါဗျာအဲကျွတ်တို့ကခင်ဗျားတို့ပညာရေးဌာနကိုဟိုကြည့်နေတယ်ဆိုတာကอืมကျွတ်တို့ကလေးတွေမထိခိုက်သေးလို့ကနော်သူ့ကလေးတွေကိုထိခိုက်လာပြီအဲကလေးတွေကိုထိခိုက်လာပြီဖြစ်တဲ့အတွက်ကြောင့်ကျွတ်ကလက်ပတ်ကြည့်နေလို့မရဘူးဟုတ် လုတ်တင်လှောက်ထတဲ့အလုပ်တွေကိုလုပ်ရမှာပဲဒါကို NASA ကဥက္ကရာကြီးသိစေခြင်းလို့ကျုပ်ဒီနေရာနေပြီးတော့ပြောကြလိုက်တယ်ဗျာအဲ့ဒါခင်ဗျားတို့သိစေခြင်းလို့ပါပဲเนาะ